ါပထမဦးဆုံးယုံကြီးကားလည်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တရုတ်ဆောင်တဲ့အပိုင်းနေမှာဆိုလို့ရှိရင်ကိုထက်ကတေချာလေးကျွန်တော်ဂယူပူဂယူဆိုင်ပေးတယ်ပေါ့ ။တီတီဆာဆာစူးစမ်းထားရဲ့သားနဲ့ကွာ။ဟိုကလည်းဝိုင်းမှုပဲ။မင်းမြက်ဆိုလို့ရှိရင်လည်းကျွန်တော်ကိုအကောင်တင်ပေးပါတယ်။တင်ပေးတဲ့အတွက်လည်းကျွန်တော်အခက်ခဲမရှိအကုန်နဲ့စုံတဲ့စင်းနေဆိုရင်အကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့တယ်လို့ကိုကိုကိုလည်းကျွန်တော်မြင်မိပါတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်စူးစမ်းဖို့တွေအများကြီးလိုပါသေးတယ်။ကျွန်တော်ဆက်ပြီးတော့လည်းစူးစမ်းနေရအောင်ပါပါ။ဒီဆောင်ဆွဲကောင်းကောင်းနဲ့ဆက်ပြီးရှေးဖို့နေကြ။လုံးဝမဖြစ်နိုင်ပါဘူးရှင်တဲ့။သူကြုံစုတွေချိမြင့်နေချိမြင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတိုင်းမသိတော့ဝမ်းတာပီတီတော့ဖြစ်ရမှာပေါ့နော်။ အဲ့အတွက်ကိုလည်းကျွန်တော်ဘာဟိုဘလိုမျိုးစုတွေများဟိုစုခုမလဲပေါ့နော်အဲအဲ့အားလေးဒါတော့ကျွန်တော်ကိုယ်တိုင်လည်းရင်းနှီးခုံပါတယ်โอเคဟိုပေါ့เนาะခန်းစားမှုတစ်ခုကိုဒါကျွန်တော်တို့တွေကအတူ เนาะပန်းမြိုင်လဲကဥယျာဉ်မှုတစ်ဖွဲ့သားလုံးကျွန်တော်တို့စူးစမ်းထားတာဖြစ်တဲ့အတွက်ကြောင့်အဓိကတော့ကျွန်တော်တို့တွေရဲ့ဒီစူးစမ်းမှုတွေအားလုံးကကျွန်တော်တို့ချစ်ရတဲ့ပြည်သက်တွေအတွက်ကိုကျွန်တော်တို့တွေကဒါတင်ဆက်တာဖြစ်ပါတယ်အဲ့ဒီတင်ဆက်မှုမှာမှကျွန်တော်တို့ရတရတတွေကတခုကိုခံစားရတယ်ဆိုရင်ဒါဆိုရင်ဒါပြည်သက်တွေအတွက်ကိုကျွန်တော်တို့စူးစမ်းရကြုံနဲ့တယ်ပေါ့เนาะဟုတ်ကဲ့ပါခင်ဗျာပညာသမားတိုင်းကပေါ့ကိုလှုပ်ထားတဲ့အလုပ်တွေကိုအကောင်းဆုံးပဲကျွန်တော်တို့ကဒါပုံဖော်ခဲ့တယ်အကောင်းဆုံးပဲဖန်တီးခဲ့တယ်အဲ့ဒီအထဲမှာမှဒါ ဟိုတတိနားလေတဲ့အဲအကဲဖြတ်ပညာရှင်တွေကကျွန်တော်တို့ကိုအဲ့လိုမျိုး ထူးချွန်စုတွေချီးမြှင့်နေချီးမြှင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အတိုင်းမသိတော့ဝမ်းသာပီတီတော့ဖြစ်ရမှာပေါ့နော်။ဒါဖြစ်လို့လဲဆိုတော့ဟိုဟိုကျွန်တော်တို့ဒီ2025ခုနှစ်မှာလည်းရသဆောင်မြမရုပ်ရှင်ကားတွေကလည်းအဆုံရှိနေတာဆိုတော့ဒီကားလေးကလည်းဒီဇင်ဘာ7နှစ်မှာကျွန်တော်တို့ယုံတင်တာဆိုတော့2025ခုနှစ်အတွက်တော့ကျွန်တော်တို့ဟိုရုပ်ရှင်အကဲဖြတ်ဖို့အတွက်တော့ဟိုအကယ်ဒမီအတွက်ကိုတော့ဒါဝင်သွားတာပေါ့နော်။ဝင်သွားတဲ့အချိန်မှာတော့ပါသွားတာပေါ့။အဲ့ဒီအတွက်ကိုလည်းကျွန်တော်ပါဟိုဘယ်လိုမျိုးစုတွေများဟိုစုခုမလဲပေါ့နော်။အဲအဲ့အလေး တာတော့ကျွန်တော် ကိုယ်တိုင်လည်းရင်းနှီးခုံပါတယ်ခင်ဗျာဟုတ်အဲအဲ့ဒါအားလုံးရဲ့အချုပ်ကတော့ကျွန်တော်တို့ရဲ့အချစ်ရတဲ့ကိုကြီးပေါ့နော်အကိုကိုဝင်းလင်ထက်ပေါ့ကိုဝင်းလင်ထက်ကပါဝင်တဲ့အခန်းတိုင်းမှာဖယ်ဇက်ကောင်မစို့ကိုထက်ကအသေးစိတ်အကုံလုံးတေချာလေးဂယူးဆိုင်ပေးတယ်ပြီးတော့ကိုထက်ဘေးနားမှာရှိနေတဲ့အမပေါ့နော်မတ်တန်နာကိုကိုလည်းတေချာလေးဂယူးဆိုင်ပေးတယ်ဥမာကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟို series တွေပဲရိုက်တာများတယ်ပြီးတော့ကျွန်တော်ရဲ့ဒါပထမဦးဆုံးယုံကြီးကားလည်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့် ျွန်တော်တရုတ်ဆောင်တဲ့အပိုင်းတွေမှာဆိုလို့ရှိရင်ကိုထက်ကတေချာလေးကျွန်တော်ဂယူပူဂယူဆိုင်ပေးတယ်ပေါ့ဘာလို့လဲဆိုတော့စက္ကန့်ပိုင်းလေးအတွင်းမှာကျွန်တော်တို့ရဲ့ဒီ ဟိုခန်းစားချက်တွေကိုဖော်ပြဖော်ပြရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဆိုလို့ရှိရင်အဲ့လိုမျိုးဟိုအကိုအကိုပြောတဲ့စကားအတိုင်းပဲကျွန်တော်နားထောင်လိုက်တယ်ပေါ့နော်ကျွန်တော်လှုပ်ချင်တဲ့ဟာကြီးကျွန်တော်ဟိုနည်းနည်းလေးမျိုးတိတ်လိုက်တာပေါ့ဒီနေရာမှာကျတော့ဟိုတိတ်ပြီးတော့ကိုကဟိုဟာဖြစ်လို့တော့မရဘူးလေအဲအကိုတို့ဟိုပြောပြတဲ့အတိုင်းပဲကျွန်တော်လှုပ်တယ်အဲ့ဒီအတွက်ကြောင့်လည်းကိုဝင်းလင်ထက်ကိုလည်းကျွန်တော်ဒီနေရာနေကျေးဇူးတင်တယ်ပြီးတော့ဟိုငင်းချမ်းဆိုပြီးတော့တွဲပြီးတော့တရုတ်ဆောင်ရတယ်အဲအကိုမြင့်မြတ်ပေါ့အကိုမြင့်မြတ်ဆိုလို့ရှိရင်လည်းကျွန်တော်ဟို ုန်တင်ပေးပါတယ်။တင်ပေးတဲ့အတွက်လည်းကျွန်တော်အခက်ခဲမရှိအကုန်နဲ့စုံတဲ့စင်းနေဆိုရင်အကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့တယ်လို့ကိုကိုကိုလည်းကျွန်တော်မြင်မိပါတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်စူးစမ်းဖို့တွေအများကြီးလိုပါသေးတယ်။ကျွန်တော်ဆက်ပြီးတော့လည်းစူးစမ်းနေရအောင်ပါပါ။ဟိုချရာတဲ့ပြိသက်တွေကတော့ကျွန်တော်တို့ဒီပန်းမြိုင်လေကဥယျာဉ်မှုရုပ်ရှင်ဇာတ်ကားကြီးကိုယုံတင်တဲ့အခါကျရင်ကျွန်တော်ရဲ့ဒီလူအေးဆိုတဲ့ဇယုတ်လေးကိုဒါပရိသတ်တွေရဲ့ feedback ကိုတော့ကျွန်တော်ပြန်လည်ပြီးတော့နားထောင်အောင်ပါပါเนาะနားထောင်ပြီးတော့မှအဲ့ဒီအဲ့ဒီကားနေမှာတစ်စင့် ကျွန်တော်အကောင်းဆုံးဖြစ်တဲ့အရာတွေပဲကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်လုံးဝမှာပါခင်ဗျာဟုတ်ဟုတ်အထက်ကဒီ pre production မှာကျွန်တော်ပြောရဲကုန်ငှက်ကြီးတို့ခက်ကလိုမျိုးသပင်မျိုးအရှိထားခြင်းတယ်ဗောနော်အဲ့လိုသပင်အရှိကိုအဲ့လိုမျိုးအောက်ပုံစံမျိုးလေးနဲ့ထားခြင်းတယ်ဂေါ်လီဂေါ်လေဂေါ်နည်းနည်းလေးခေါ်ရမှာဗောနော်အဲ့ဒီအချိန်မှာကျွန်တော်တို့တွေကဟိုရိုက်ကူရဲ့ရက်ကလည်းအရန်ဟိုကျွန်တော်တို့က ဟိုအဲ့လိုမျိုးပြင်ဆင်ပြီးတဲ့အချိန်မှာမှာရိုက်ကွေးရက်ကလည်းကျွန်တော်တို့ကအမျိုးမျိုးကျွန်တော်တို့ရက်တွေကအကြောင်းမျိုးမျိုးကြောင့်ရွှေ့သွားဟိုကျွန်တော်ရွာကိုရောက်လာတဲ့အချိန်မှာပုံပြောင်းသွားတဲ့ပုံစံမျိုးနဲ့ဖြစ်ရမယ်ဆိုတော့ဒီသပင်းကိုချင်းကိုချင်းမှရောက်အဲ့ခါကျတော့အဲ့ဒီသပင်းကိုအဲအကယ်ဒမီမလုံပေါ့နော်ဟိုမိတ်ကပ်အဖက်လေမိတ်ကပ်အမအဲ့ဒီသပင်းကိုကျွန်တော်ကိုတေချာလေးအဲ့လိုလေးစီစဉ်ပေးလိုက်တာပေါ့အဲအဲအကြောင်းမို့ကြည့်ရနည်းနည်းဆိုးပါလားမဆိုးပါဘူးဒါမဲ့ဟိုတမျိုးလေးတော့ဖြစ်သွားတယ်ဟိုဒါမဲ့ဟိုကိုယ်စိတ်ထဲမှာတော့လှနေတယ်ဟိုစိတ်မကောင်းဖြစ်တာပေါ့ စိတ်မကောင်းဖြစ်တယ်ဆိုတာကဘာလို့လွမ်းလို့လွမ်းနေမှလည်းမသိဘူးပြီးတော့ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ကလည်းအကြောင်းဆရာရဲ့ဇယုတ်တွေကိုလည်းပုံဖော်ခဲ့ရတယ်ရိုက်ကူခဲ့ရတာဆိုတော့အခုဆရာငင်းကြမ်းကိုကြီးလိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ရိုက်ခဲ့တဲ့ဆရာတွေရဲ့စိတ်နောက်တစ်မျိုးထန်ပြန်ပြီးတော့ခံစားရတာပေါ့ဇက်ကောင်တော့မတူပါဘူးပေါ့ကျွန်တော်အရင်ချိရတဲ့အကူမြင်းမြဲရဲ့ဇယုတ်ကတော့ဆရာငင်းကြမ်းဖြစ်သွားတာပေါ့အဲ့ခါကျတော့ဆရာငင်းကြမ်းကိုကျွန်တော်ကလူအေးအနေနဲ့ခံစားမှဆိုတော်တော်လေးတော့ကျွန်တော် ကျွန်တော်ခံစားရတာပေါ့အဲအကြောင်းမို့ကျွန်တော်နောက်ပိတ်ဆုံးအခန်းလေးပိုင်းမှာဆိုရင်ကိုအရန်ချင်းရတဲ့တငယ်ချင်းဟာကိုကအားကိုးပြီးတော့ဒီကိုရောက်လာတယ်ကိုကကြတော့အလုတ်ကိုတရံဝင်ရတယ်ចောင်းဆက်ရအလုတ်ကို तू ကကြတော့ចောင်းပြောင်းရတော့မယ်ဆိုတော့ပြီးတော့တစ်ဖက်ရဲ့ဒီတငယ်ချင်းကိုကျွန်တော်ကစကားတစ်ခုမဲ့ပြောရတာလေမင်းနေရာမှာဆိုရင်ငါသားဆိုအောင်ကုန်မိမှာပဲမင်းမျက်ရည်ကြားလို့မဖြစ်ဘူးเนาะမင်းမျက်ရည်တွေကိုမြင်ရင်ဘယ်သူမှခံနိုင်ရှိမှာမဟုတ်အဲ့လိုမျိုးပြောတဲ့အချိန်မှာကျွန်တော်ရဲ့ဒီမျက်ရည်တွေကကျွန်တော်မျက်ရည်သွားကြလို့မရဘူး အဲတွားချလိုက်ပြီးဆိုတာ ਨੇ ကျွန်တော်ရဲ့အိတ်ဒါယာလော့နေတာအဲ့လိုမျိုးအချိတ်ဆက်တော့မရှိတော့ဘူးအဲ့ဒါလေးတစ်ချက်ကတော့ဟိုကျွန်တော်တော်တော်လေးဟိုတော့ဟိုလိုရင်ထဲမှာအဲ့လိုပေါ့เนาะအဲ့လိုမျိုးဟိုမုတော်တော်လေးအဲ့လိုမျိုးလေးရောက်ခဲ့ပါတယ်ပေါ့ဟုတ်ကဲ့